ချင်းမူရန်အပတ်စဉ်တစ်ကြိမ်ရောက်တိုင်းမှာကြေးရွာတရွာလျင်ငွေကျပ်380မှ220အထိမြေပြင်မှာမြို့နယ်ထွေကုန်းထံလူစားထိုးအတွက်သွားပေးရတယ်လို့သိရပါတယ်ဒေသခံတွေရင်ဆိုင်ကြုံတွေ့နေရတဲ့စိုးကြိုးတွေကတော့တချို့လူငယ်တွေကပီရီယက်ရဲ့ပြေးဝင်ကြတာတွေဖြစ်လာတယ်အားလုံးအောက်မှာလှုပ်ရှားလို့ကောင်းနေကြတယ်နော်လှုပ်ရှားလို့ကောင်းနေကြတယ်ခမားတို့က တဘွားဆန်ဒီမင်းကကျွန်တော် MZ ဘာမီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့သတင်းဗီဒီယိုလေးကတော့စက်မှုထံပေါ်တာဆွဲငွေညှစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘောမတွေကိုယ်တိုင်ပေါ်ထုတ်ထားတာโอเคကြည့်ကြည့်ပါဦးညောင်ဦးမျိုးနယ်အတွင်းစက်မှုထံလူစားတိုးရန်ကြေးရွာများကို အိမ်တော်စုအလိုက် ဟုတ်ပြီငွေကြီးကောက်ခံမှုများရခင်ကတက်ပူပူပြုတ်လုလာပါတယ်တဲ့အဲ့ဒါပုံမှန်ပဲလေငုံမျိုးနဲ့မတရားမျိုးနဲ့ကွဲကျေးရွာအုပ်စုများဖြစ်တဲ့ဟမ်ဆယ်ကျေးရွာဟုတ်ပြီတောင်တော်ကျေးရွာညီနေကြီးကျေးရွာအုပ်စုညီတင်းတွင်ကျေးရွာโอเคလက်ပံတဲကျေးရွာညောင်ကြီးကျေးရွာတကောင်းတဲကျေးရွာအောင်းညင်ကျေးရွာမျိုးပေါ်ရက်ွက်များဖြစ်တဲ့ အမတ်တရက်ကွအမတ်သုံးရက်ကွအမတ်ခြောက်ရက်ကွအမတ်ကုန်ရက်ကွများရှိအိမ်တော်စုများကိုတိန်တော်လင်းငွေချက်2000မှ9000အထိ ခွဲရန်ကြောက်ခံလျက်ရှိပါတယ်ငွေကြီးကောက်ခံရာမှာရက်ကွကျေးရွာအုတ်ချုပ်ရေးမှုများကိုတိုင်ငွေမကင်ထားဖို့မြို့နယ်ထွေအုပ်ကမှာကြားထားသောကြောင့် ဆေအိမ်မှုဟုတ်ပြီယာအိမ်မှုမြမဥဆောင်ကောက်ကံပေးနေရကြောင်းအေဒါခံတွေထံကသိရှိရပါတယ်တဲ့လုံနေကြနေတို့တော့ငွေကြီးကောက်ခံရတဲ့တယောလီအိမ်အောင်စု300နှင့်400ကြာရှိသည့်အတွက်ဟုတ်ပြီစစ်မှုရန်အပတ်စဉ်တစ်ကြိမ်ရောက်တိုင်းမှာကြေးရွာတရွာလျင်ငွေကျပ်380မှ220အထိ ရေပြင်းမှာမြို့နယ်ထွေဥဒံလူစားထိုးအတွက်သွားပေးရတယ်လို့သိရပါတယ်တဲ့လူစားထိုးအတွက်ကို မျိုးပေါ်ရက်ွက်တွေကညအချိန်လမ်းပေါ်ထွက်တဲ့လူငယ်တွေကိုရဲတွေနဲ့တက်နဲ့ထွေဥကပူပေါင်းပြီးဖမ်းဆီးတာတွေလုပ်ပါတယ်တဲ့ပြီးရင်ထွေဥယုံတဲ့ကပို့တာလည်းရှိပါတယ်တဲ့အဲရဲစကန်ကတစင့်ပို့တာတွေလည်း ရှိပါတယ်တဲ့နော်ပြီးရင်စင်မှုတန်းအစာထိုးပြီးကြေးရွာတွေကိုစားစင်မှုတန်းဆောင်ဖို့မျိုးပေါ်လူငယ်တွေကိုအသုံးချပါတယ်တဲ့အဲ့ဒီလိုလှုပ်လာတဲ့နောက်ဆက်တွဲဒေသခံတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ဆိုးကျိုးတွေကတော့တချို့လူငယ်တွေကပီရီယက်တဲ့ပြေးဝင်ကြတာတွေဖြစ်လာတယ်တဲ့အဲ့မှာပြဿနာတက်နေတယ် အဲ့မှာပကံညောင်းဦးမှာညောင်းဦးညောင်းဦးမှာဖြစ်နေတဲ့ပြဿနာမသဘာမူတွေထွေအုပ်တွေမသဘာမူတွေထွေအုပ်တွေရှိတယ်ခင်ဗျားတို့ယူတဲ့ပတ်စံသိန်းနေ120လဲပြန်မပေးဟိုကအိမ်ပေါင်ပေးလိုက်တာဟမ်ဟောအိမ်ပေါင်ပေးလိုက်တာဒါပေမဲ့ခင်ဗျားတို့ဖြစ်စဉ်အမှန်ကိုကျွန်တော်ကအတန်ပိုင်နေတဲ့ကွာထုတ်ပြမှာ အားလုံးအောက်မှာလှုပ်ရှားလို့ကောင်းနေကြတယ်နော်လှုပ်ရှားလို့ကောင်းနေကြတယ်ခင်ဗျားတို့ကတဘွားဆန်နေခင်ဗျားတို့က ်နိုင်ငံနဲ့လူမျိုးကိုတကယ်မချစ်ကြဘူးပြည်သူတွေမှာသနာပါတယ်เนาะပြည်သူတွေကိုခင်ဗျားတို့เนาะလုံပိုင်ခွင့်ရှိတဲ့လူတွေကလိုက်လုံတယ်อืมเนาะလုံတယ်ခင်ဗျားတို့မှာကိုချင်းစာနာတရားသိမရှိကြဘူးလားအဲ့လိုကိုယ်ကလိုဒီအိမ်မော်တီကိုတက်ပြီးဆွဲမယ်လို့ဘယ်လိုမှမထင်ရခဲ့ဘူး။ဒါနဲ့မှမင်းခန့်ပါ။တက်ပြီးပေါ်တာဆက်တာနဲ့ဆက်တော့နေ။ကိုပိုင်ကမှတိတိကုန်ကိုတုံးကိုခမရ၃၀၀ကမလိုက်တယ်။ ရနာဆိုတဲ့ဖြစ်စဉ်ကပယ်ချင်းလောက်မှာပြည်နေညဆင်းလိုက်ခွဲတော့ပေါ့ညဆင်းလိုက်ခွဲတော့မှာအဲတော့ပြောင်းလိုက်ခွန်းနေထိတော့မယ်ဆိုကျွန်တော်ထောင်းတဲ့အချိန်မှာရပ်ပေါက်ဥစ္စာကြီးတက်လာတယ်ဥစ္စာကြီးတက်လာတယ်နောက်ကျတော့ဥစ္စာကြီးမှုအပြင်ဒီစတားနှစ်ယောက်ပါတယ်စတားနှစ်ယောက်ပါတယ်ပါပြီးတော့အဲကျွန်တော်ကတော့ဘေးရရှိလို့ဆိုပြီးတော့လာခေါ်ပါတယ်ပေါင်းပြီးတော့ပေါင်းပြီးတော့ကျွန်တော်ကတော့ဂျုံခေါ်ပါတော့တွားပြီးတော့ပေါ်တာဆွဲခံရခေါ်ပြီးတော့ဘေးရအောင်စစ်ကြုံကြီးကိုပို့တယ် ဒီကဆက်ကြုံမှာတလားတော့ကြာတလားတော့ကြာပြီးတော့အတဏ္ဏကြီးပဲဖောင်းကြီးတဏ္ဏကြောင့်ဘူးရယ်စစ်စင်ကတော့လာပြီးတော့ခမရဥက္ကငါဘဝတိုင်မှတောင်းကြတယ်ဒါကတော့အတင်းအာရမအိတ်နေတဲ့အချိန်မှာပေါ်တာဆွဲခံရတဲ့အညီလေးပေါ့နော်အခုနဇော်ဘောအောင်ပြောသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘပြည်သူတွေကနော်စက်မှုမထမ်းရရင်အေးချမ်းချမ်းနေရရင်တလောက်9000လဲပေးမှာပဲတသိန်းလဲပေးမှာပဲကျွန်တော်ဆိုလဲပေးမှာပဲ သူတို့အုတ်ချိုရေးအောက်မှာရှိနေတဲ့မြို့နယ်တွေကပေးဖို့ရဟိုဘလို့နေနေစားဖို့မရှိရင်နေပြန်ဗျပေးမှာဘာကြောင့်လဲဆိုတော့သူတို့ရဲ့စစ်ခွေးတက်တဲ့ကိုရောက်ခဲ့ရင်တကယ်ကိုအသက်က69ရာခိုင်နှုန်းသေဖို့ရများနေပြီနော်ကိုဆိုလူနိုင်တွေဖားရရတဲ့ကောင်တွေတော့ပဲနေရာတစ်ခုကိုရမှာโอเคအဲ့တော့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေအားလုံးအထူးအသွားအလာခရီးဆိုင်ကြပါလို့ဆုတောင်းရင်းနဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံကြမယ်ဗျ